မင်္ဂလာပါရှင်မက်ရှလာ၁၂ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့မနက်ပိုင်းဖက်ဝင်ရရှိထားတဲ့ကျွန်တော်တို့တွေမျိုးကြည့်မယ်ဆိုရင်တော့မင်္ဂလာပင်လယ်အော်မြောက်ပိုင်းမှာအများအပြားတိုင်းရနေပြီးတော့ကပလီပင်လယ်ပြင်နဲ့ဂျမ်မင်္ဂလာပင်လယ်အော်တို့မှာတိမ်နေငယ်နဲ့တဲ့အသင့်တဲ့ဖြစ်ထွန်းနေပါတယ် မြန်မာပြည်လည်ပြည်ခမ်းမန်းချက်တွေကတော့မြန်မာကေဗယ်ရှောင်းနဲ့ကလုပ်ပလည်ပြည်တို့မှာလှိုင်းနေနေရတယ်လှိုင်းအတန်တန်ရှိနေပါတယ်။လှိုင်းမြင့်နေရတော့၄ပြားနဲ့၆ပြားလောက်မြင့်တက်နိုင်ပါတယ်ရှင်။ဘိုးရွာသွန်းနိုင်မှုခမ်းမန်းချက်တွေကတော့တနင်္သာရီတိုင်းကချင်ပြည်နဲ့ကရင်ပြည်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးရွာသွန်းနိုင်ပါတယ်။စကိုင်းတိုင်းထပ်ပိုင်းမှာတိမ်တန်းတဲ့ဖြစ်တော်နိုင်ပြီးတော့ကြံပြည်နယ်တဲ့တိုင်းတွေမှာတော့အများအားဖြင့်တိုင်ရနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ နေ့အပူချိန်ခမှန်ချက်တွေကတော့အမြင့်ဆုံးအပူချိန်တွေနေနဲ့မကွေးတိုင်းမှာ36ဒီဂရီစင်နီဂရိတ်ဝန်းကျင်လောက်မြင့်တက်နိုင်ပါတယ်ဆက်လက်ပြီးတော့ပြည်နယ်နဲ့တောင်ပိုင်းတို့ရောချင်းမြေမိုးလေဝသခမှန်ချက်တွေကိုလည်းတင်ဆက်ပြီးတော့မှာဖြစ်ပါရှင့်